ထိုင်းနယ်ပေါ်မှာစင်စာတိုက်ခဲ့တဲ့နေရာတွေဖြစ်ပါတယ်ဒါတွေကတော့ကျွန်တော်တို့ထိုင်းနယ်ပေါ်မှာစစ်ကြီးကျယ်ဖြစ်ခဲ့တဲ့ဇေဒီပထိုးအဟောင်းတွေပြီးသွားလို့ရှိရင်ဖရားရဲ့ဒီဟိုတာပေါ့နော်အာတို့ចောင်းတော်တွေပြီးသွားလို့ရှိရင်ဇေဒီပထိုးအဟောင်းတွေဖြစ်ပါတယ်တပင်းဤတော့ဘလောက်ထိဟိုတာဖြစ်သွားပြီလဲဆိုတာစဉ်းစားကြည့်ပါတော့တာပြည့်တပင်းကလူနှစ်ရက်ဖတ်လို့ရပါတယ်အခုကျွန်တော်ပြောချင်တာကတာပြည့်နော်အာလုံးမ share ပါတာပြည့်ဒါကတော့ ဒီလိုအောက်တွေကလည်းတောက်တွေကျွန်တော်ထိုင်းဘက်ချမ်းပဲဆောက်ခဲ့တာမဟုတ်ဘူးเนาะဒီအောက်တွေကကျွန်တော်ဒီလိုအောက်တွေကဗမာစတာဖြစ်ပါတယ်တောက်တွေเนาะကျွန်တော်ဒီဒီလိုမျိုးအောက်တွေကဗမာကလည်းစတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကကျွန်တော်တို့အာဝေခွဲမရတာဗောနော်ဒီစီအောင်ဖျားတွေကထိုင်းဘက်ချမ်းဟာတွေလားဗမာဘက်ချမ်းဟာတွေလားဆိုတော့ခွဲကြလို့မရဘူးဒါပေမဲ့ထိုင်းနိုင်ငံမှာရှိနေတဲ့အတွက်ကြောင့်မို့ထိုင်းဟာလို့ပဲကျွန်တော်တို့ကအာတတ်မှတ်ပေးရတယ်ခံပေးရတာဗောနော် ဒါပေမဲ့ဒီလိုအုပ်အစဗမာစတာဖြစ်ပါတယ်ပြီးအောင်ရှင်ဗမာလူမျိုးတွေနဲ့ကျွန်တော်ထိုင်းနေစစ်ဖြစ်ခဲ့တော့မှာဂျင်စာတိုက်တာတွေဘလို့ဘလို့တွေမှတ်မိလေပေါ့နော်ကျွန်တော်ပြောချင်တယ်အဲ့ဒီဂျင်စာတိုက်တော့ပြောချင်တာတပည့်ပြီးရင်ဟိုဘက်မှာရှိသေးတယ်ပြီးရင်ဟိုဘက်မှာလည်းရှိသေးတယ်နော်ဒါ၍ကျွန်တော်ပြောချင်တာကအခုတချို့ဟာတွေဆိုရင်ဒါတွေတော်တော်လေးပျက်စီးကုန်ပြီပေါ့နော်အာကျွန်တော်ရဲ့ YouTube channel ကိုကြည့်မယ်ဆိုရင်လည်း subscribe တွေနှိပ်ဖို့မမေ့ပါနဲ့ကျွန်တော်ပြောချင်ပါတယ်အာကျွန်တော်ပြောချင်တာကတိုက်တွေနော်အဲ့ဒီအချိန်သာတိုက်တဲ့ကိစ္စကို ဗမာလူမျိုးတွေနဲ့ထိုင်းရင်နဲ့အာစစ်ဖြစ်ခဲ့တော့ကဗမာတွေကလည်းထိုင်းနိုင်ငံကိုခဏခဏတတ်သိမ်းတာဖြစ်ပါတယ်။ထိုင်းရင်ကလည်းတအားမုန်းတီးတယ်ဗမာလူမျိုးတွေကို။ဘာကြောင့်မုန်းတီးလဲဆိုတော့တာပြေအဲ့ဒီခေတ်ကာလတုန်းကကျွန်တော်တို့ဗမာလူမျိုးလုံးဝအစ်စ်ရကြတယ်မဟုတ်ပါဘူးမို့ဆိုတာမို့ဆိုပြောချင်တာကတာပြေကျွန်တော်ကအမွန်ပြည်နယ်မှာမွေးတာဖြစ်တဲ့အတွက်ကြောင့်မို့အဲကျွန်တော်ဇာတိကတော့မုန်းလူမျိုးဖြစ်ပါတယ်။ကျွန်တော်ပြောချင်တာကတာပြေကျွန်တော်ကဗမာလူမျိုးအစ်စ်လုံးဝမဖြစ်ဘူး။ဒါပေမဲ့ကျွန်တော်ရဲ့အမေဘက်ခြံက အာကျွန်တော်ဗမာပြည်ဘက်ခြမ်းကအတောင်ကြီးရှမ်းဖြစ်ပါတယ်အဖေကတော့မွန်ဖြစ်ပါတယ်ကျွန်တော်ပြောချင်တဲ့အရာလေးကိုကျွန်တော်ပြောချင်တာကကျွန်တော်ရဲ့ YouTube channel ကိုကြည့်တဲ့ညီကောင်တွေဗဟုသုတရအောင်ဖြစ်ပါတယ်နော်တော်တော်မောသွားရတဲ့တွေကျော်လို့အဲ့ဒီခေတ်ကာလတုန်းကစစ်တိုက်ခဲ့တုန်းကတာတွေနော်ဗမာနဲ့ထိုင်းစစ်ဖြစ်ခဲ့တုန်းကထိုင်းဘက်ခြမ်းကိုကူညီပေးတဲ့ကျွန်တော်တဆူတွေဆိုတာကတဆူပေါ့နော်ပြောမစုံတဆူပဲဒါပေမဲ့ကျွန်တော်ပြောချင်တာကလည်းတို့ဘက်ကလည်းနေတာပဲဟာပေါ့ တနာပေးရညာတာပေးရတယ်ကျွန်တော်မုံလူမျိုးတွေအဲ့တော့ထီနှန်းရှိတဲ့အခါမှာကျွန်တော်အလောင်းမင်းပြားကြီးဥအောင်စီကနေမှစစ်နိုင်တယ်မုံလူမျိုးတွေကိုအာဒီသူ့ပြင်ပေါ့နော်အလောင်းမင်းပြားကြီးဥအောင်စီကဟိုလာတင်ဟိုလာဖြစ်တော့တာတွေကျွန်တော်ပြောချင်တာကအလောင်းမင်းပြားကြီးဥအောင်စီကစစ်နိုင်တော့ကအာကျွန်တော်ဆော်ဘွားမျိုးရိုးတောင်ကြီးရှမ်းပေါ့နော်ကျွန်တော်အမေရဲ့ဒီဟိုလာမျိုးတောင်ကြီးရှမ်းကိုသူ့လိုကအာထီနှန်းဖြုတ်ချတယ်ပြီးသွားလို့ရှိရင်ကျွန်တော်မုံလူမျိုးကိုထီနှန်းဖြုတ်ချတယ်ပြီးရင်ရခိုင်ကိုထီနှန်းဖြုတ်ချတယ်သူဖြုတ်ချတာအများကြီးပဲတွားကြည့်လို့ကျွန်တော် တိုက်ပြီးမမှတ်မိတော့ဗောနကျွန်တော်ကတော့စာတက်တဲ့လူတရားမဟုတ်ဘူးမဟုတ်ဆိုတော့ကျွန်တော်ပြောချင်တာကဒီနေရာတွေဆိုတာကဒီလိုအုပ်တွေကဗမာတွေပဲစခဲ့တာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကဒါမဲ့ဗမာဟာလို့လားထိုင်းဟာလို့လားအခုဆိုရင်ဒါဗမာအုပ်တွေကစတယ်ဒါဗမာဟာပဲဆိုပြီးတော့မလို့ပြောနေအောင်မယ်ဒါပေမဲ့ထိုင်းနိုင်ငံမှာတည်ရှိတာဖြစ်တယ်ကျွန်တော်တို့အလောင်းမပြားဥအောင်စရာဇာရိုက်တစ်ခုရှိတယ်တာပြီးတော့ကျွန်တော်ပြောချင်တာကအလောင်းမပြားဥအောင်စရာစစ်နိုင်လို့ရှိရင်တာပြီးတော့အခုကစစ်ထိုးတယ်တာပြီးတော့ကျွန်တော်နေဆိုင်နေဦးကျွန်တော်နေတာဖျောင်းသုံးနေဆိုင်ဖျောင်းသုံးနေဆိုင်နေသူစစ်ထိုးမယ် စစ်ထိုးလာမယ်ဆိုလို့ရှိရင်တိုက်တွေဘာပြောချင်လဲဆိုတော့ तू စစ်ထိုးလာလို့ရှိရင် तू အောင်နိုင်တယ်အောင်နိုင်တဲ့နေရာတစ်ခုမှ तू ဖျားတဲ့တယ်ဟိုအောင်မှာဆိုရင်ကောက်ထက်ရှိတယ်ကောက်ထက်ကြတော့အထိုင်းပချမ်းဟာပဲတိုက်တွေနော်ဒါပေမဲ့စစ်ခံတဲ့နေရာပေါ့နော်အဲ့မှာကကျွန်တော်ဒီပုံနဲ့စစ်ခေါ်တဲ့ဟာရှိရတယ်မင်းထထပုံနဲ့စစ်ခေါ်တဲ့ဟာနော်တိုက်တွေပုံနဲ့ဘလို့စစ်ခေါ်လဲဆိုတော့ကျွန်တော်ပြောချင်တာကတိုက်တွေတလို့ဗမာပချမ်းစစ်ထိုးလို့ရှိရင်ထိုင်းဘက်ကိုတို့ကဗမာစစ်ထိုးလာရင်တို့ကအဲ့ဒီပုံနဲ့စစ်စစ်ကူခေါ်တယ်ကွာဒါပြီးအဲ့တော့မှလုံးဝပြန်ထိုးတာဒါပေမဲ့ဘလောက်ထိုးထိုးလေကျွန်တော် ကျွန်တော်မြန်မာနိုင်ငံရဲ့ရှီဟောင်းမီပုံထဲမှာကြီးလိုက်ပါ။တမီထားထားအဝက်သွား။မြန်မာနိုင်ငံရဲ့ရှီဟောင်းမီပုံမှာကြီးလိုက်ပါ။ဘာပြောချင်လဲဆိုတော့ကျွန်တော်ထိုင်းနိုင်ငံကိုတင်ထားတဲ့မီပုံပါတယ်။ပြီးွားလို့ရှိရင်အိန္ဒိယပါတယ်။ပြီးရင်တရုတ်ပါတယ်။ပြီးွားလို့ရှိရင်ကျွန်တော်အာလာအိုဒီဟိုတာဘတ်ချန်နေပါသေးတယ်သာပြည်နော်။ကျွန်တော်ပြောချင်တာတော့သာပြည်လေးလာကြည့်ပါအသေးချာကျွန်တော်တော့သိပြီးနားမလဲဘူး။ကျွန်တော်တော့နည်းနည်းပါတော့လေ့လာတယ်ကျွမ်းကျင်အောင်ပေါ့နော်။ကျွန်တော်အာစိတ်ဝင်စားရအောင်အကုန်လေ့လာတယ်။ဒါမှမဟုတ်ကျွန်တော်တော့စာသိမတတ်ဘူးဖြစ်ပါတယ်။နော်သာပြည် မိုးဆိုပြောချင်တာကအဲ့ဒါတွေကိုပြောချင်တာပါနောက်ပြီးရင်ဒီအောက်တွေကကျွန်တော်ဗမာလူမျိုးတွေကစားတယ်ဆိုပြီးတော့မှအာကိုမိုးဆိုရတာကျွန်တော်ဗမာဟာပဲဆိုပြီးသွားလှုပ်လို့မရအောင်သွားပြီတော့ဒါပေမဲ့ဗာပြောချင်လဲဆိုတော့သူတို့ဟာပဲတော့သတ်မှတ်ပေးရမှာပေါ့နော်ဒါဖြစ်တော့ဒီအောက်ဟာလားအောက်အနီအစဗမာကားလို့ပြောရတယ်သွားပြီနော်ဗမာဆိုပြီးတော့လည်းအာအကုံမဆိုရင်ဗမာလူမျိုးတမျိုးတည်းဟိုဒါယွန်းသွန်းတာမဟုတ်ဘူးနော်ကျွန်တော်ဗမာနိုင်ငံမှာနေတဲ့လူမှန်တွေအကုန်လုံးအပမလူမျိုးပါပဲအဲအဲ့တော့တဆူ မုံမုံအကြောင်းကျော်ပြန်ပြောပြမယ်တာပြီမုံကဘာဟုတ်တဆူလောက်လဲဆူတော့အာဘိုးသိအောင်ပေါ့နော်ကျော်ပြောပြပြမယ်ဟိုဘက်ချမ်းကိုကျွန်တော်နောက်ပြီးသွားအောင်မယ်ဟိုဘက်ချမ်းမှာလည်းအများကြီးရှိသေးတယ်မုံကဘာဟုတ်တဆူလောက်လဲဆိုတော့အာကျော်မုံမင်းကတာပြီနော်ဒီနန်းကြတဲ့အခါမှာအထိုင်းဘက်ချမ်းခူလုံးတယ်ခူလုံးပြီးတော့မှတာပြီနော်အခုဆိုရင်စောစောတော့လာလာအဲ့ဒါတပုံပဲတာပြီပြန်သွားကုန်ပြီပေါ့နော်မုံကအထိုင်းဘက်ချမ်းကိုအာခူလုံးလိုက်တယ်ပေါ့နော် ုံလုံးပြီးတော့မှထိုင်းနဲ့ပူပေါင်းပြီးတော့မှပြန်တိုက်တာဖြစ်ပါတယ်ကျွန်တော်တို့ဘာမှလူမျိုးအလောင်းမင်းပြဥက္ကောင်စရာစစ်ကိုတကယ်ထင်ရှားခဲ့တဲ့တိုက်တွေနော်တို့လည်းထိုင်းလူမျိုးတွေလည်းတော်တော်များဥက္ကောင်စရာကိုချစ်ပါတယ်ပြီးတော့ရှင်ကျွန်တော်တို့ရဲ့ရင်ကျေးဒလေးတွေဒီဟိုရာတွေကိုလည်းတို့နိုင်ငံမှာအများကြီးတုံးဆွဲတာတွေရှိတယ်ဒါတော့ဖောက်တာတဲ့နေရာတွေပေါ့နော်တိုက်တွေလုံးဝအာရှယ်ပေါ့နော်ဒါတွေဒါတွေကတချို့ဒလိဒေတာတွေဒါတွေကကြောင်းဟောင်းတွေဒါဇီဒီအဟောင်းတွေဘလို့လဲတော့မသိဘူးဒါတွေအဲ့မှာဖျားထည့်ထားမှလားရှစ်ခေရဘလို့လဲမသိဘူး ဒီရဲ့တက်တန်းကတာတွေနှစ်ပေါင်း400ကျော်ရှိသွားပါပြီတာတွေเนาะကျွန်တော်ပြောချင်တာနှစ်ပေါင်း400ကျော်ရှိသွားပါပြီအခုကျွန်တော်ရက်နေတဲ့အရာတွေအခုကျွန်တော်ပြနေတဲ့အရာတွေ啊ခမားတို့ကြောက်လို့လေမမွေးသေးပဲနဲ့ဒီရှိကနေတဲ့အရာတွေဖြစ်ပါတယ်เนาะဒါဆိုရင်ကျွန်တော်နဲ့ဟာလာဒါကျွန်တော်တမီပေါ့ကွာတာဒါတွေကသူတို့ဆိုပုံဆိုးပေါ့တာတွေနောက်ဆိုရင်သေချာလားမသေချာလားမသိရတော့ဘူးဒါတွေဟုတ်ဟုတ်လားဒါတွေအဲ့ဒါကြောင့်ကျွန်တော် YouTube channel ကိုကြည့်လို့ဘူးတူတာရတယ်ဟာလာအပိရဲဆိုလို့ရှိရင် ဆိတ်ဆက်ပြီးအားပေးပါဆိတ်ဆက်ပြီးတော့လည်းကျွန်တော်ကိုဝင်းရံပေးပါလို့ပြောချင်ပါတက်ပါဘူးလားအဝါချီပါမလားတော့ထားရွေးဆင်းအဆင်းကျွန်တော်ကျင်းတော့အားဒါမျိုးဖြစ်ပါတယ်ကျောက်ထိုင်းနေပမာတဲ့ကျိန်သာတိုက်လုံးကတာပြီးအာပမာလူမျိုးတွေလာခဲ့ညီတော်စစ်ထိုးတာအမုံကြီးတာပမာလူမျိုးတွေတာပြီးနော်တမိရမဆိုင်ကတော့တဖြောက်လာခဲ့နော်ပပပပဟိုတာသွားလောက်ဟိုပါသွားမလားပပနဲ့ကျောင်းဟိုဘောက်သွားပြရမှာဖြစ်ပါတယ်တာပြီးနော် အာသာပြေတကယ်ပါတမိုင်းနေကိုတကယ်ချစ်တဲ့ဘလိုလို့အတွက်ကတော့တကယ်တကယ်အကောင်းတဲ့အရာလေးတွေပေါ့နော်သာပြေဟုတ်ပါမှာကြလားဟုတ်ပါမှာကျွန်တော်ပြပါမယ်ကျွန်တော် zoom zoom နဲ့ဟုတ်လားပြပါမယ်သာပြေဟုတ်ပါမှာကြလားဟုတ်လားသာပြေအာအာသမီးလားဟုတ်ပါမှာရှိသေးတယ်သာပြေဒါပေမဲ့ဟုတ်ပါရတော့ပုံပြီးလေ့လာဖို့ကောင်းတော့ပေါ့နော်ဒီမှာလေသာပြေဒါတွေကတော့ကျွန်တော်လုံးဝအရန်လာပါတယ် ။ဆောင်းရမ်းမိုက်ပါတယ်တာရွေနော်လေ့လာကြည့်ပါ။ကျွန်တော်ပြောနေတာအဲ့ဒီဂျင်းစာလေးတွေကိုလည်းတချို့လူတွေကယုံကြည်ရတယ်ရှိတယ်။တချို့လူတွေကမယုံကြည်ဘူးနော်။ဒါမဲ့မယုံကြည်လို့မရအောင်ယုံကြည်ပေးရမယ်။ဟိုမိုက်ဇွင်စီကြီးပထိုးဟောင်းတွေရဲ့အုတ်ခဲအကျွင်းကြံနေမဲ့ကြံတော့တာရွေနော်။အများကြီးပဲတာရွေဒီမှာတော့အမဆိုးမှာဆန်ကယ်နဲ့လာခဲ့တာဖြစ်ပါတယ်။အိမ်နဲ့နီးတယ်ဆိုတော့ဆန်ကယ်နဲ့ပဲလာလိုက်တော့တာရွေနော်။အရမ်းမိုက်ပါတယ်တာရွေ။မကြည့်ဘူး။ ရှဲ့ပါတဲ့အရန်ဒါမဲ့ဒီအုပ်တွေကဗမာပဲစတာတိုင်းတွေဒါမဲ့ကျွန်တော်နားမလဲတဲ့အရာတိုင်းတွေဗမာလူမျိုးတွေရဲ့စခဲ့တဲ့အရာတွေကတိုင်းတွေတကယ်အရန်ကိုကြီးမားတယ်တိုင်းတွေထိုင်းနိုင်ငံလုံးဝတိုင်းတွေထိုင်းလူနိုင်ငံကိုကျွန်တော်ဗမာလက်အောက်ကိုထည့်ပြီးတော့မှတိုင်းတွေအိန္ဒိယတစိုက်တေသာတရုတ်တစိုက်တေသာကိုကျွန်တော်ဗမာနိုင်ငံကိုလုံးဝထည့်သွင်းပလိုက်တာတိုင်းတွေနော်လုံးဝမြို့ အာစဉ်းစားကြည့်တာတွေလုံးဝရှယ်ဖြစ်ပါတယ်တာတွေနော်အာအရန်ကိုလည်းလေ့လာဖို့ကောင်းပါတယ်ပြီးတော့အာလာခဲ့သူတို့အရင်တော့ဗာပြောလာဆိုတော့ကျွန်တော်တို့ထိုင်းလူမျိုးတွေကကျွန်တော်ပမာလူမျိုးတွေကိုဗာပြောလဲဆိုတော့မင်းတို့တစ်ချိန်ကြားလို့ရှိရင်ငါတို့နိုင်ငံမှာကျွန်လခံမယ်လို့ပမာလူမျိုးတွေကိုအာကျင်သာတိုင်းရတယ်ဗောနော်တာတွေအာကျွန်တော်လူမျိုးတွေပဲသူတို့ပြောလို့မျိုးဖြစ်နေလားဒါမဟုတ်ပဲကျွန်တော်နိုင်ငံပဲမကောင်းလို့ဒီလိုလာကြတာ။ဒါမှမအများဆုံးဖြစ်ရကျွန်တော်နိုင်ငံမကောင်းလို့ပဲခံ ခံရမှာမလို့ကျွန်တော်တို့လည်းဟုတ်လားဗေလာရှင်ပါမယ်ကျွန်တော်ဆိုရင်မိုးဆိုးဆိုရင်တအားလို့ကျွန်တော်ပြောပြမယ်မိုးဆိုးဆိုလို့ရှိရင်ကျွန်တော်ဒီနိုင်ငံမှာပဲကြီးတယ်ဒါပေမဲ့ဒီနိုင်ငံမှာမွေးတာတော့မဟုတ်ဘူးဗမာပြည်မှာမွေးတာဖြစ်ပါတယ်ကျွန်တော်ဗမာပြည်နဲ့ကျွန်တော်မူကျွန်အာမုံမုံမှာမတော့တာရွေးကျွန်တော်မုံပြည်နယ်မှာမွေးတာဖြစ်ပါတယ်တာရွေးတော့ဒါပေမဲ့ဒီနိုင်ငံမှာကျွန်တော်မမွေးဘူးကျွန်တော်သမီးကတော့ဒီနိုင်ငံမှာမွေးတယ်ဒီနိုင်ငံမှာမွေးတယ်ဆိုရင်ဒီနိုင်ငံဆန်စားကိုတွေအများကြီးရှိတယ်ဒီလူမျိုးတွေကအထိုင်းလူမျိုးတွေကစောင့်ရံကြိုးစားတာတာရွေးနော်ကျွန်တော်ပြောချင်တာအဲ့ ဆောင်းရအရန်ကိုကြိုးစားတာဖြစ်ပါတယ်။နောက်ပြီးတော့ရှင်တို့တွေကအရန်ကိုတမိုင်းကိုလည်းချစ်တယ်။ဒီနေရာနေရာဆိုလို့ရှင်တို့တွေနှစ်ပေါင်းဦးစင်း400ထက်ရှိသွားပြီ။ဘာလို့လဲပြီးလို့ရှင်တို့ရဲ့အဲတစ်နှစ်တစ်ခါပွဲလာတယ်။အဲထိုင်းနဲ့ပုံမှန်ဆစ်ဖြစ်တဲ့ပုံစံမျိုးလုပ်ပြတယ်။ပမာအရှုံး။အဲအဲ့လိုမျိုးပေါ့။တို့ပြန်နိုင်တဲ့အရာကိုလုပ်ပြ။ဖန်နလေးစွန့်ကနောက်ဆုံးပြန်နိုင်သွားလေလေကွာ။အဲဖန်နလေးစွန့်ကလည်းကျွန်တော်တို့ပမာလူမျိုးရဲ့အာပညာရည်ရှင်းတင်ချားပေးတာကျွန်တော်ပမာလူမျိုး မုံခုံကြီးဖြစ်ပါတယ်ကျွန်တော်တို့ကျွန်တော်ကျွန်တော်မုံလူမျိုးရဲ့တဆူဘောနော်မုံသွေးအပြည့်ပါပဲအခုထိုင်းပရင်30ဆိုတာလည်းသာတွေကျွန်တော်တို့မုံလူမျိုးသွေးပါတယ်နော်အဲ့လိုမျိုးတွေသာတွေအာလေးလိုင်းနော်သာတွေတမိုင်းဆိုတာလေးလိုင်းအများကြီးရှိပါတယ်လေးလိုင်းကြီးပေါ့နော်အခုပရင်30ဆိုတာလည်းကျွန်တော်တို့မုံလူမျိုးသွေးပါပါတယ်နောက်ပြီးတော့ရှင်ထိုင်းလူမျိုးတွေကကျွန်တော်မုံချစ်တယ်ကရင်ကိုချစ်တယ်ဘာကြောင့်ချစ်လဲဆိုတော့တမိုင်းစင်စပ်မှာ သလုံးနိုင်ငံကိုအခုပေါ့အခုလို့ထိုင်းနိုင်ငံတည်ရှိဖို့ပြန်ရဖို့ဟုတ်လားထိုင်းနိုင်ငံဆိုပြီးတော့မှကြော်ကြားဖို့သလို့စသလို့ပေသလို့ရိုးရသလို့ဟုတ်လားဆိုပြီးဟုတ်လားဖြစ်မဲ့အချိန်ကိုကျွန်တော်တို့ညီမလူမျိုးတွေဟုတ်လားအဲ့ဒီဟိုတာတွေကနေမှတိုက်တဲ့အခါမှာသလို့မုံလူမျိုးတွေကအဲ့လိုမျိုးပြန်ရဖို့အတွက်ဘာလုပ်ရလဲဆိုတော့အာထိုင်းလူမျိုးတွေကမုံကအကူညီပေးတယ်ကရင်ကအကူညီပေးတယ်အာစဉ်းစားပါတော့တော်ပြီအများကြီးပါ ဟိုဘက်မှာကျွန်တော်ထပ်ပြပေးအောင်ပါတိုင်းတို့လေးလာကြည့်ပါတမိုင်းဆိုတာကျွန်တော်ပြောချင်တာကတိုင်းတို့လေးလာဖို့တင်ပေးတာနော်အာလူတရားကိုတိုင်းတို့ကျွန်တော်ပုံမှန်လူမျိုးတွေကအကြည့်တမျိုးရှိတယ်ဒိုင်းသားအစုံကတော့ဒီလူတရားအောင်မြင်တာကိုမလိုလားဘူးဒီလူတရားအဆင်မပြေတာကိုမလိုလားဘူးဒါပေမဲ့ကျွန်တော်အဲ့လိုဆောက်ကြည့်မရှိဘူးလူတရားကိုမကြည့်ချင်းမရကျွန်တော်မကြည့်ဘူးအမေအမြဲလားကားမလားတော့မမလားဆော့ဘူးလားမထိုင်ဆော့အရာဆိုရင်လာဘူးလားလာပါကြည့်ကျွန်တော်ဟိုမှာထပ်ပြပြောင်းတိုင်းရေးစီးဘယ်သူဟောအမြဲလားကားမလားခင် တို့မိုင်းလက်မကြီးပြေးมาဖြစ်ပါတယ်သားရွေးเนาะမောတော့မောတယ်သားရွေးဟောမဆူပြပါမယ်သားရွေးเนาะလေးလာပါတင်ယူပါမှတ်သားပါလို့ပြောချင်ပါတယ်เนาะသားရွေးကဲဟိုမှာကျွန်တော်ပြမယ်တော်မောသားရေးသားရွေးကျွန်တော်တော့เนาะသားရွေးလေးလာပါတင်ယူပါမှတ်သားပါကျွန်တော်ပြောချင်တာဖြစ်ပါတယ်သားရွေးတမိုင်းဆိုတဲ့အရာကလည်းအယံကိုလေးလာဖို့ကောင်းပါတယ်အယံကိုလည်းစူးစက်ဖို့ကောင်းပါတယ် ြင်ဟိုဘက်ကိုတော့မသွားတော့တိုက်လို့ဒီနေရာဘက်ပြတော့မယ်။ဟိုဘက်မသွားနိုင်တော့ကျွန်တော်တမီးကငယ်သေးတော့လမ်းတိတ်မဆောက်ဘူးနော်။ဒါဒီအများကြီးပေါ့နော်တိုက်ရိုက်ဒီဘက်ကစစ်ဆထိုးတော့ဗောနဟိုးတောင်ဆိုလို့ရှိရင်အဲ့ဒါကျွန်တော်ထိုင်းတဲ့ပုံမှာစစ်ဖြစ်ခဲ့တော့ဘာဖြစ်လဲဆိုတော့အာနယ်မြေပေးချင်းကြက်တိုက်တဲ့တောင်ဖြစ်ပါတယ်။အပုံမှာလည်းကျွန်တော်လင်းငွင်းရှိတယ်။အာပြီးရောလို့ရှိရင်ဘာရှိလဲဆိုတော့ကျွန်တော်တို့ဒီလိုရှေ့ဟောင်းဟောတာရှိတယ်ဗောနတိုက်ရိုက်ကြက်တိုက်ခဲ့တဲ့နေရာတွေဖြစ်ပါတယ်။ အရန်ကိုလေးလာဖို့ကောင်းပါတယ်လေးလာချစ်ပါတချို့အရာလေးတွေပါဒါတွေကိုယ်တိုင်လေးလာမှကိုယ်တိုင်ဟောတာတင်ကြတော့မှသာဟောတာဖြစ်တာဖြစ်ပါတယ်ဆောင်းရမ်းမိုက်ပါတယ်ဒါတွေနော်အာဒါတွေကကျွန်တော်ပြောချင်တာကဒါတွေနော်ဘလို့တို့ကဒီကိုမလာနိုင်ဘူးလာမအားဘူးဘလို့လေဟုတ်လားဟုတ်လားကျွန်တော်ဖုန်းကနေဆက်လေဟုတ်လားကြော်ပဲကြည့်မှောက်ခုံပဲကြည့်ကြည့်ချင်းတို့ကြည့်လိုက်သားတို့ကြည့်လို့ရတယ်ကွာဟုတ်တော့လားဘလို့လာစရာမလိုဘူးကျွန်တော်ချိန်ပေးလိုက်တဲ့ခါကျတော့ရှင် တို့ဘာလောက်ရမလဲဆိုတော့ကျောဗီဒီယိုကြည့်သွားတဲ့ခါကျရရှင်ဟာဒီကောင်ပင်မန်းတယ်ကွာလိုက်လုပ်ပေးနေတဲ့အရာလေးတွေကိုငါတို့တဘောကြတယ်ကွာနှစ်သက်တယ်ကွာဟုတ်လားဒီကောင်ကြိုးစားနေတဲ့အရာလေးကိုငါတို့ကနေမှတောက်တင်ပေးဖို့အတွက်ဘာလုပ်ပေးရမလဲကိုတတ်နိုင်တဲ့လောက်လေးတောက်ပြီးတယောက်ဝင်ချင်းတယောက်လက်မတစ်ချက်လေးထောင်ပါပဲဟုတ်လားလားကြိုးစားတဲ့လူတယောက်ကိုကျွန်တော်လူမျိုးတွေကတောက်ပြီးကြိုးစားတဲ့လူတယောက်ကိုဝင်းရံမှုမရှိဘူးဟုတ်လားလုံးဝကန့်ချဖို့ပဲရှိတယ်အဲဒါကြောင့်ကျွန်တော်ပြောချင်တဲ့တမိုင်းအရာလေးတွေကိုလေးလာပါတင်းယူပါစူးစမ်းပါ မှတ်သားပါလို့ပြောချင်ပါတယ်ကျွန်တော်လည်းအတန်တော်တော်ဝင်နေပါပြီเนาะတာရွေအရန်ကိုစိုက်ဝင်စားတဲ့ဈေးကြီးဘလို့ဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဟိုဘက်ကိုပြပေးမယ်တမီးရဲ့ပြုတ်ကြမယ်တော့တေချာလာနော်ဟမ်တမီးရဦးလားတမီးကဲကျွန်တော်တမီးတက်မရလို့ခဏနေအောင်တာရွေတက်လာဘလို့မရလဲရတယ်လေနက်နိုင်လေးလေးတမီးရဲ့တက်လေဟိုဘက်တက်ရတယ်လေဟိုကနေလာရတယ်အဲ့ရနေတဆင်းချင်းကြီးတက်ရတာမဟုတ်ဘူးဟိုဘက် ီဘက်ကနေလာအဲအဲ့ဒီကနေတဆင်ချင်းတက်ရတယ်သမီးကကိုကသေးတယ်ဆိုတော့အေးဒီဘက်ကိုနင်းဒီဘက်ကိုတက်လာအဲတိုက်တွေ့နော်သမိုင်းကြောင်းလေးတွေပြောနေကျွန်တော်သမီးတက်မရဘူးဆိုလို့ဒီမှာဟိုတာလှုပ်ပေးနေတယ်နော်တိုက်တွေ့လေးလာပါတင်ယူပါပြောချင်ပါတယ်ချိန်စာတက်တဲ့အရာတွေကအများကြီးရှိပါတယ်ပြီးလို့ရှိရင်ထိုင်းနိုင်ငံမှာကျွန်တော်ဗမာလူမျိုးတွေဟုတ်လားတက်သိန်းကုန်ကအရာတွေကအများကြီးရှိတယ်ထိုင်းနိုင်ငံတနိုင်ငံလုံးအကုန်ပေါ့နော်ဟုတ်လားတိုက်တွေ့ဟုတ်လားရွာကူးရွာဟုတ်လားဟော ိမ်ကူးလုံးဟုတ်လားအိမ်ကူးလုံးရောက်ကူးရဆိုလဲအဲ့ဒါပဲထားခဲ့ပြရတော့တိုက်တွေအိမ်ကူးလုံးလို့ဟုတ်လားဟုတ်လားတိုက်တွေလေးလာပါလို့ကျွန်တော်ပြောချင်ပါတယ်ကျွန်ညမလူမျိုးတွေကလူတယောက်လာလာပွားဥမလားတယောက်အောင်မြင်ရင်တယောက်မနာလုံးမဲ့စိတ်တွေတအားရှိပါတယ်ဟွိဒါတော့ပပရဲ့အချစ်ဆုံးလေးဥဆောင်ခေါ်ပြတယ်ဆိုင်ကတော့အမပြစ်ထားခဲ့တယ်ဟင်ဟုတ်လားဟုတ်ပါကဲတိုက်တွေနော်တကယ်ကျွန်တော်ပြောတာဖြစ်ပါတယ် ရောလူမျိုးတွေကဒါတွေလူတရားအောင်မြင်အောင်မလို့လားဘူးလူတရားအဆင်ပြေအောင်မလို့လားဘူးအဲ့လိုမျိုးစောက်ကြီးတွေကိုထားအခုချိန်ထိထားမင်းငါတို့နိုင်ငံတွေအဲ့ရောက်မတိုးတက်တာအဲ့ဒါကြောင့်လဲသူများတွေနဲ့ရင်ပေါင်တန်းဖို့နေနေတာဒါတွေနော်အနားတော်ကတ်ရမှာမဟုတ်ပါဘူးအခုဆိုလို့ရှိရင်ဒါတွေကတော့ဇီဒီပထိုးအဟောင်းတွေဖြစ်ပါတယ်တမိတက်အောင်မလားမြန်လားဒါတွေနော်လေးလာပါတင်ယူပါအမိုင်းကိုချစ်ပါဆိုတာပြောချင်နေပါတယ် အရန်ကိုမိုက်ပါတယ်သာမွေနော်ဒါဒီအုပ်အဆအကြောင်းဗမာလူမျိုးတွေကစတာဖြစ်ပါတယ်သာမွေဒါပေမဲ့အချို့ຢာလေးတွေမှာသာမွေလေးဘက်လေးနံသာမွေအုပ်တက်တာတဲ့အစီအစတအားဆောင်ရမ်းတေချာတာသာမွေအုပ်တက်တာလေအရန်မိုက်တယ်အုပ်ဆောင်ရမ်းတက်တာတဲ့အရာလေးတွေဒါအပေါ်ကတော့မရှိတော့သာမွေနော်ပြီးရင်ဟိုမှာအုပ်ကျင်းကြံနေဆိုတာသာမွေဟိုဘက်မှာဆိုလားအုပ်အကျင်းကြံနေဖြစ်ပါတယ်ဒီအပေါ်ဟာတွေကတို့ ော်ပြောပြမယ်အုတ်တက်တာကိုကျော်ပြပေးခြင်းလားဟုတ်မှာလားအုတ်တက်တာတော့စောင့်ရမိုင်းဟိုင်းဟိုင်းဟိုင်းဒီမလေးအမချိမလေးဟုတ်ချော့ကဲအရန်ကိုလဲဟိုဘောက်ကိုကျွန်တော်ဆက်သွားအောင်မယ်တာကြီးနော်လာသမီးလားအမနဲ့သွားမယ်ဒါတွေကပြုတ်ကုန်ပြီပေါ့နော်တာကြီးတကယ်ကျောက်ထိုင်းတဲ့ပုံမှာအချိန်စာတိုက်တဲ့နေရာတွေကအရန်ကိုဝါယောကဲစစံရတော့တော့လား အမေဘာမနဲ့အဲအများကြီးပါတော့တာကြီးတွေအိမ်မှာဝယုံတော်တွေအဲ့ဒီထဲမှာဆိုအုတ်တတ်ပဲတာကြီးတွေနော်ဒီနေရာကိုအာအရင်တော့ကမြို့ဟောင်းလို့တော့ပြောကြတယ်တာကြီးတွေအဟုတ်ရှိမှဆိုရင်မြို့နေရဟောင်းတွေရှိတယ်ဟောနော်မြို့ကြီးလို့ပြောကြတယ်ဗောနော်တာကြီးတွေပြီးရောဟိုဘက်မှာမြို့နေရဟောင်းတွေရှိတယ်ပြီးရင်တို့တမိုင်းဝင်တဲ့ကျောက်စာတွေချထားပေးတာဖြစ်ပါတယ်အဟုတ်ကျောက်တာဖားဟိုဘက်ကိုသွားမှဖြစ်ပါတယ်တာကြီးနော်ကျွန်တော်ပြောချင်တာတော့တာကြီး လာလာမြင်းမြန်းလာစင်းလာဒီပါလာမလို့ဥပ္ပါသွားမယ်ပါလို့လာပါပါဥမမလားမလို့ဒီနေ့ဆိုရင်ကျွန်တော်သမီးနဲ့ဆိုမရောက်တော့ဘူးတိုက်တွေ့ကျွန်တော်ဟိုမှာသွားဦးမှာတိုက်တွေ့နော်စောတော့တော့မသွားတော့ဘူးစဉ်းစားလာတယ်အေးချစ်လာပါဦးချစ်ပါအော်ချစ်တယ်တိုက်ရည်နော်လေးလာပါတင်ယူပါမမလူမျိုးတွေနဲ့အထိုင်းရင်နဲ့စဉ်းစားတိုက်ခဲ့တဲ့နေရာတွေပြီးရင်ရှိဖြစ်ခဲ့တဲ့နေရာတွေ တကယ်အထင်ရှားတယ်အများကြီးရှိပါတယ်လေကွင်းလေကွက်ဒီမှာအခုကတော့ကျောင်းတာဖားကတော့လေကွင်းလေကွက်တွေကြာတိုးနေတာဖြစ်ပါတယ်ကျောင်းဆိုင်ကတော့ဟိုးမှထားခဲ့တာဖြစ်ပါတယ်ဖခင်တိုက်လို့တဲရတာသုံးမသုံးတယ်ဗောနော်တိုက်ဟိုဘက်တစ်သောက်ဒီဘက်တစ်သောက်တဲရတာဖြစ်ပါတယ်တိုက်လေဒီဘက်မှာတစ်သောက်ပြင်ဟိုးမှာတစ်သောက်ပြင်ဟိုးဘက်မှာတစ်သောက်ဖြစ်ပါတယ်မြင်လားသမီးမြင်တော့ပြပြင်းတော့ပြောက်ကြပါ ကဲဒီမှာနောက်တစ်ညရောက်ပြီဖြစ်ပါတယ်ဒါဆိုတမိုင်းကိုချစ်ပါတမိုင်းကိုလေးလာပါတမိုင်းကိုမျက်နှိုးပါလို့ပြောချင်ပါတယ်လူတယောက်ကိုဒီလူတယောက်လှုပ်ပေးတဲ့အရာကိုငါတို့ဘူးဘူးတားရတယ်ဆိုရင်ဒီလူတယောက်ကိုဟုတ်လားဝင်းရံပေးပါအားပေးပါဟုတ်တယ်ဟုတ်လားဒါဆိုကျွန်တော်ပမာလူမျိုးတွေတိုင်းရင်းသားလူတွေအစုံတွေကလူတယောက်ဝင်းရံပေးမှအသေးကြောက်တယ်ဟာဟုတ်လားဒီကောင်လောက်တာဟာဘောကပါညာဆိုပြီးတော့မှအဲ့လိုမျိုးရှိတယ် ကျွန်တော်ကတော့မကြောက်ဘူးဒါတွေကျိုင်းတလောက်ဝေပါမှာကျိုင်းတလောက်ဟောတာဖြစ်ပါတိုက်ခိုက်ပါကျွန်တော်ကိုယူမဆိုင်ပါဘူးကျော်ပြောချင်တာကကိုလုံးကြီးကျင်းတဲ့အရာကိုလုပ်ပါတယ်ကိုလေးလာတဲ့အရာမှမြောက်ကိုလုံးကိုလည်းတင်ပေးပါတယ်ရိုးကြီးလည်းသိရအောင်ကျွန်တော်လည်းသိရအောင်ဘောတော့ဟုတ်လားဟုတ်လားဘိုးကျွန်တော်ပြောချင်တာဘလို့အဝေးကြီးရကွာအခုဗမာပြည်ရှိမယ်ဟုတ်လားမလေးရှားစင်ကာပူရှိမယ်ဒါပေမဲ့လိုင်းရတဲ့မှန်သမီးအကုန်လုံးကတော့ကျွန်တော်ပြည်သူတွေသူတို့ကြည့်လို့ရတယ်ဟုတ်လားဟုတ်လားဒါပြည် ဟာလာဘလို့တစ်ချက်ပဲကြည့်သွားရုံပဲဟာတူဘယ်မှာတင်လာလဲဒါတွေငါလို့လည်းမရောက်နိုင်တော့ဘူးဟုတ်လားဒီတက်သားငါလို့မရောက်နိုင်ဘူးဒီညားတွေကိုတကယ်အမအမှန်ကန်ဖြစ်ခဲ့တဲ့ညားတွေငါလို့မရောက်နိုင်ဘူးဟာလာမဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကကျွန်တော်ဖုံးမှာဝင်ကြည့်သွားလို့ရှိရင်ဘလို့လို့ရောက်နေတယ်လို့မျိုးခံစားရမယ်ပြီးလို့ရှိရင်ဟုတ်လားဟုတ်လားဒါပြီးကျွန်တော်ရမ်းမောသွားရင်ဘလို့ရောက်နေတယ်လို့မျိုးခံစားလိုက်ရမယ်ဒါပြီးနော်ဒီမှာဒါပြီး ဟိုဘက်မှာရှိတယ်ဒီဘက်မှာရှိတယ်ဟူးမာကျော်အိတ်ထိုက်ကိုတက်ဖို့တော့အဆင်မပြေတော့တိုင်းပြီဒါဈေးကြီးကြီးဖြစ်နိုင်ရဲ့တိုင်းပြီရောတမင်းမလားနော်ပပကြီးတက်ကြည့်မယ်သလားအိုဖားဒါတွေကျော်ဖနှိုက်ချွတ်လိုက်မယ်ဒီမှာတိုင်းပြီဘလူလို့ကြီးမလာနိုင်တဲ့အရာတွေတွေကိုကျွန်တော်တင်ပေးနေတာဖြစ်ပါတယ်ဟမ်တမီးလာမရဘူးလေပြုတ်ကြမယ် ဘလုံးလို့ဒီဒီကိုလုံးမသားရည်နေဝေးနေဟာနေမှာလာလို့မရအောင်ဘလုံးလို့ရဲ့အတွက်ကသားရည်နော်ထင်ရှားဟိုလာဖြစ်ခဲ့တဲ့နေရာတွေပါခဏလေးကျောင်းသမီးတွေတော့ခေါ်လိုက်အောင်ကျွန်တော်ပြောချင်တာကျွန်တော်ဗီဒီယိုကိုအားပေးတဲ့ညီကုံမလေးကျောင်းထိုင်းလူမျိုးတွေကျောင်းပေါ်မှာလူမျိုးတွေကိုချိန်စာတိုက်ခဲ့တာတွေရှိတယ်လို့မျိုးကျွန်တော်လူမျိုးတွေကလည်းတို့ကိုချိန်စာတိုက်ခဲ့တာအများကြီးရှိပါတယ်။အဲကြောင့်လေးလာပြီးဆိုလို့ရှိရင်အားပေးပါလက်မလေးထောင်အားပေးပါကျွန်တော်ရိုက်တဲ့အရာလေးမဟုတ်ဘူးနိုင်အောင်ပေါ့နော်ဝင်းရံပေးပါလို့ပြောချင်ပါတယ်။ အများကြီးပေါ့နော်ကျွန်တော်စစ်ဆင်ပြီးဟိုဘက်တွေတော့သွားပြအောင်ပါပြီးတော့ကျွန်တော်ဗီဒီယိုပြည်စုံတွေအများကြီးအများကြီးတင်ထားပေးပါရစေတမိုင်းနဲ့ပတ်သက်တဲ့အရာလေးကျွန်တော်တည်တဲ့လောက်အရာလေးတွေပေါ့နော်ကျွန်တော်ဆင်းပြပေးအောင်ပါဘလိုလိုရည်တဲ့ဘူဒ္ဓတာရအောင်ဘလိုလိုရည်မလာနေတဲ့အရာလေးကိုကျွန်တော်ရောက်နေတဲ့နေရာကနေမှာကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်ဟုတ်ကဲ့နော်ဒါတွေအရန်ကိုမောသွားပါပြီအဲကျောသမီးတော့ခေါ်လာမှာသမီးလာမလာပါပါနဲ့ဟဲ့လာလာဒီပေါ့လာပါပါနဲ့ချိမဲခဏလေး xin đi thu hoa này của nó tới rồi xanh <music> nghe tôi biết sao cái này bị đàm này nó như đâu hả là á giá hồ xin mình ra mẹ nhà lý đi bà à giá hồ để tập về bà đấy nó tới rồi u phạ là anh đây chỗ ok tới rồi chỗ ta phạ bỏ chân tạm à tạ Yeah. ဆိုင်ရပေါ်ရပြီပေါ်ရပြီဟေးမထိုင်မထိုင်နေပြကြမယ်ထိုင်နေကဲဒါလေးကျွန်တော်သမီးရောအပေါ်ရောက်ပြီဖြစ်ပါထိုင်နေထိုင်နေပြကြမယ်သမီးထိုင်နေသမီးထိုင်နေဘယ်မှမသွားနဲ့ထိုင်နေမလီမလီဆ iam ိုင်ပြုတ်ကြလို့ဆ iam ိုင်အောက်ရဲ့နေထားကိုကြည့်လိုက်အောင်ထိုင်ကြကဲဒါလေးကျွန်တော်တဖားနေတော့ဒီပေါ်ရောက်နေပါပြီတကယ်ရှီအောင်ဟိုတာဖြစ်ပါလေဒါမဲ့ဖျားလာပါလားတော့ကိုယ်လည်းနားမလဲတော့ဒါလေးဒါမဲ့ဖျားပါပဲ ဒါပေမဲ့တို့ဖျားနဲ့ကျွန်တော်ဖျားနဲ့ဘာကွာလဲဆိုတော့တို့ကစီဒီကိုပထိုးခေါ်တာမတင်ဘူးကြီးတော့မတင်ဘူးကျွန်တော်တို့တွေကကြီးတော့တင်ပါတယ်ကြီးတော့တင်တယ်ကိုမျက်နိုးထားနဲ့ယနာလာနှစ်တောင်းလို့ဟာလက်စွပ်လက်ကဲဟာလာဆွဲကျိုးအကောလုံးကိုထားပနာချက်ပါတယ်ကြောက်ကြမယ်သမီးအရင်မောသွားပါဗျကျောပြီးတော့အဖေတဲ့ညီကောင်ကနေလက်မလေးထောင်ပေးပါဟာလာအဖေပါလို့ပြောချင်ပါတယ် ကျွန်တော်ယူရူချန်နယ်ကိုလည်း subscribe နှိပ်ထားပေးပါ။နောက်ဗီဒီယိုအသစ်လေးတွေကျွန်တော်တင်လို့ရှိရင်ဘိုးစီမှာချက်ချင်းသွားပေါ်အောင်ဖြစ်ပါတယ်။ကြားရင်ကြည့်ပါ၊မကြားရင်ကြော်သွားလို့ရပါတယ်။ကျွန်တော်တတ်နိုင်တဲ့အရာလေးတွေကိုဘလို့တင်ပြပေးရင်းဖြစ်ပါတယ်။ဒါရဲ့ပုံမှန်ချင်းစာတိုက်တဲ့နေရာတွေအများကြီးရှိပါတယ်။ဒိုင်းနိုင်ငံထိုင်းနိုင်ငံလုံးမှာကျွန်တော်ပမာလူမျိုးတွေရဲ့ဟာပေါ့အကျွင်းကျန်နေဒီဟိုတာပေါ့လက်မှတ်ဒီဟိုတာတွေအများကြီးရှိတယ်ပေါ့နော်။တိုင်းတွေဘလို့ပြောချင်တာဆိုတမိုင်းဟာတွေအများကြီးရှိတယ်ပေါ့နော်။ပြောအောင်ချင်းဒိုင်းနယ်ပုံမှန်ဆေးဖြစ်ခဲ့တဲ့ဒီရှင်အောင်ဓာတ်တွေလက်နက်တွေအများကြီးရှိတယ်တိုင်းတွေရှင်ဦးကောင်လက်နက်ပညာ အများကြီးပဲကျွန်တော်ပြောချင်တာဒါတွေကလေးလာပါကျွန်တော်ကြင်နာပြပါတယ်အရင်ဗီဒီယိုတွေမှာလည်းရှိတယ်ပေါ့နော်ဒါကြီးလေးလာပါအားပေးပါလို့ပြောချင်ပါတယ်ကဲဒါတွေအများကြီးတော့မပြောချင်တော့ဘူးเนาะကျွန်တော်တော်တော်မောကြီးဖြစ်ပါတယ်အတွက်ကြောင့်မို့ဒီလောက်နဲ့ပဲကျွန်တော်ဟာလက်မလေးထောင်ပေးပါ